မိုးဆိုင်ပြိုးကျင်တူတဲ့အတွက်အလွယ်ကူဆုံးမိုးပြိုးနည်းအဆင့်ဆင့်ကိုဝေးမြပေးလိုက်ပါတယ်။ပထမဆုံးပုံခွန်တစ်ခုထဲမှာရေတဝိတ်ကြော်ထည့်ထားပေးပြီးထုံးမုံနေငယ်ကိုရေမှပြုတ်ဝင်သွားအောင်ပြုလုပ်ပေးပါ။ပြီးရင်တော့ကောက်ရိုးတွေကိုယူပြီးထုံးရည်တွေထဲမှာနာယီဝက်ခန့်အစိမ့်ပေးထားရပါမယ်။နာယီဝက်ခန့်ကြာရင်တော့ရေစိမ့်ထားတဲ့ကောက်ရိုးတွေကိုချင်းတွေထဲထည့်ပြီးပလတ်စတစ်နဲ့ဖုံးအုပ်ပေးထားလိုက်ပါ။လေးရက်လောက်ဆိုကောက်ရိုးတွေကိုအသုံးပြုလို့ရပါပြီ။ ရလာတဲ့ကောက်ရိုးတွေကိုပလတ်စတစ်အိတ်တွေထဲမှာသဆင့်စီထည့်ပေးပြီးအစင်တိုင်းမှာတော့မှုမျိုးစေ့တွေကိုအနည်းငယ်စီထည့်ထားပေးရပါမယ်။ဒီနေ့အတိုင်းမှုပြုတ်ဖို့အတွက်ပြိုးအိတ်တွေကို လူတလောက်ပြုလုပ်ပေးလိုက်ပါ။ပြီးရင်တော့အဝဲတစ်ခုနဲ့လေးရစ်ခန့်ဖုံးအုပ်ပေးထားရပါမယ်။လေးရစ်လောက်ဆိုမှုမျိုးလေးတွေစထွက်လာပြီးမှုစင်တွေပေါ်မှာကျိုးတွေနဲ့ချိတ်ဆွဲပေးထားလိုက်ပါ။မှုထွက်မဲ့နေရာတွေကိုလည်းအပေါက်လေးတွေဖြစ်အောင်ဓာတ်နဲ့လီးဖြတ်ပေးလိုက်ပါ။ တပတ်ကျော်ကြာတဲ့အခါမှာတော့အပြိုထားတဲ့မှိုပြိုးအိတ်တွေမှာမှိုရီများစွာထွက်ပေါ်နေပြီးအစီအယီပွင့်လွနေပါပြီ။ဒါဆိုရင်တော့ခုဆော့ပြီးချက်ပြုတ်စားသုံးလို့ရပါပြီ။မြေနေရမလို့ပဲပလတ်စတစ်အိတ်တွေနဲ့စားမကုန်အောင်စိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်။